အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့လောဘကြီးတဲ့ကြွက်ကလေးပုံမြင်ပဲဖြစ်ပါတယ်ရှင် တခါတုန်းကမွေးပြန့်တဲ့ပန်းလေးတွေဖူးပွင့်နေတဲ့လှပတဲ့တောအုပ်လေးတစ်ခုရှိလေတဲ့အဲ့ဒီတောအုပ်ထဲမှာနေတဲ့ကြွက်လေးတစ်ကောင်ဟာတောအုပ်ကြီးကိုကြည့်ပြီးပျော်ရွှင်စွာ နေလေးရှိတာပေါ့ ဒီနေ့မှာတော့ပြားရီရှာရင် ပြန်တန်းနေတဲ့ပြားလေးတစ်ကောင်ဟာကျော်လင်းနေထိုင်တဲ့လှပတဲ့တောအုပ်ကို ရောက်လာပြီးအယံပျော်သွားခဲ့တယ်။အိုးငါပြားရီရှာနေတာကြာပြီးဒီလောက်လာတဲ့တောအုပ်ကိုတခါမှမမြင်ဘူးဘူး။ဒီနေ့တော့ကံကောင်းတာပဲဟေ့။ ပြားလေးပန်းဝယ်ရီစုံနေတာကိုမြင်တော့ကြွက်လေးဟာလန့်သွားပြီးအတင်ပြားလေးဘာလို့ကျွန်တော်ရဲ့တောအုပ်ထဲကပန်းတွေစီကပန်းဝယ်ရီကိုလာဆုတ်တာလဲခွင့်မပြုနိုင်ဘူးတခြားနေရာမှာတော့ရှာပါလို့ပြောလိုက်လေတဲ့ပြားလေးဟာအတင်ကြွက်လေးတခြားတောအုပ်တွေမှာပန်းဝယ်ရီစုတ်เสียမှရှိလို့ ဒီကိုလာခဲ့တာပါကျေးဇူးပြုပြီးပန်းဝယ်ရီစုပ်ခွင့်ပြုပါလို့ဆိုတာပေါ့ဒါပေမဲ့ကျော်လေးကငါနေတိုင်းကြည်နေတဲ့ဘန်းတွေကပန်းဝယ်ရီကိုမင်းယူတာလက်မခံနိုင်ဘူးမင်းယူရင်ငါနဲ့ပြဿနာဖြစ်ရလိမ့်မယ်လို့ဒေါသတကြီးချင်းချောက်လိုက်လေတယ် စိတ်ပြက်သွားတဲ့ပြားလေးဟာတခြားတောအုပ်တစ်ခုစီပြားရီရှာဖို့ထွက်သွားရလေတယ်။အဲ့ဒီအချိန်မှာအဆရှားနေတဲ့လေးုံတစ်ကောင်ကပြားလေးကိုတွေ့ပြီးအတင်ပြားလေးဒီမှာတောအုပ်ကြီးရှိနေတာကိုဘာလို့တခြားပန်းတွေကိုဒီလောက်ကြိုးစားရှာနေရတာလဲလို့မေးလိုက်လေတဲ့။ ပြားလေးရဲ့အကြောင်းကိုကြားတော့လင်းယုံကစိတ်မပူပါနဲ့ငါကြွက်လေးကိုသွားမေးပေးမယ်လို့ပြောပြီးကြွက်လေးရဲ့ဒေါအုပ်စီ ပြန်တန်းသွားလေတဲ့အတင်းကြွက်လေးဘာလို့ပြားလေးကိုပြားရည်ရှာခွင့်မပြုဘဲညင်းလိုက်တာလဲလို့လင်းယုံကမေးတော့ကြွက်လေးကပြားလေးကပန်းကင်းတွေကိုဖျက်ဆီးမှဆိုလို့တားမြစ်ခဲ့တာပါလို့ပြန်ဖြေတာပေါ့ လင်းယုံကအတင်းကျလေးဘာလို့ဒီလောက်တောင်စိတ်ထားမကောင်းရတာလဲပြားလေးကပန်းတွေကို ဝင့်မုံကူးပေးရင်မိရဲ့တော့အုံမှာပန်းတွေပိုလို့တောင်ပွင့်လာမှာမင်းအတွက်လဲအေးချက်နဲ့ရိတ်တွေရမှာပဲလေဒီလိုပြောပြီးထွက်သွားတယ်ဒါပေမဲ့ကြွက်လေးကပြားပြန်လာမှကိုဆိုပြီးပန်းပင်တွေရဲ့အမြစ်တွေကိုကိုက်ဖြစ်ပစ်လိုက်တယ်။ ကြွက်လေးကဲ့ဖြက်လိုက်လို့နေတိုင်းလက်ဆက်စာပွင့်တဲ့ပန်းတွေမပွင့်နိုင်တော့ဘူးပြားလေးဟာတခြားနေရာမှာပန်းမတွေ့လို့ကြွက်လေးရဲ့တောအုပ်စီ ပြန်လာကြည့်တဲ့အခါအမြဲတမ်းဖူးပွင့်မှွပြန့်နေတဲ့ပန်းတွေညှို့နှမ်းနေတာကိုတွေ့ပြီးအံ့ဩကစိတ်မကောင်းဖြစ်သွားလေတဲ့ အတင်းကျွလေးဘာလို့တို့အုပ်ထဲကပန်းတွေအားလုံးမျိုးသွားတာလဲလို့ပြားလေးကမေးတော့ကျွလေးကမင်းပြားရင်မရှာနိုင်အောင်ငါအပင်တွေကိုကိုက်ပြတ်လိုက်တာလို့ပြောလိုက်တယ်ပြားလေးကခမကျွန်တော်ကိုမနာလို့ဖြစ်တာစိတ်မကောင်းပါဘူးကျွန်တော်တတ်နိုင်သလားဝေးဝေးပြန်ပြီးပြားရင်ရှာပါတော့မယ်လို့နှုတ်ဆက်ကထွက်သွားခဲ့လေတယ် ကျော်လင်းနေထိုင်တဲ့တောအုပ်ဟာတပြေးပြေးညှောနှမ်းပြီးအရင်နဲ့အကာအကွယ်တွေပျောက်ဆုံးတဲ့အခါသူမမန်တိလာခဲ့တာပေါ့လင်းအောင်ကအတင်ကျလေးမင်းရဲ့လောဘကြောင့်မင်းနေစရာတောင်ပျောက်သွားပြီမဟုတ်လားလို့ပြောတော့ကျော်လေးဟာနောင်တကြီးစွာရပြီးသူရဲ့နှပ်ပပြီးအရေးကောင်းတဲ့တောအုပ်မရှိတော့တာကြောင့်နေရာတိရှာဖို့တောအုပ်ထဲကနေ ထွက်သွားခဲ့ရလေတဲ့ ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်